ကဲဒါလို့မျိုးကြီးဆရာတို့တိကနော်ဒီရှေ့ရသင်ကန်းစာတွေမှာဆရာကနော်ဂိန်းဂရန်ဒီရဲ့နာမည်လေးတွေခေါ်သွားတယ်ပြီးသွားရင်ဆရာတို့ဘာလုပ်လဲ count တွေလုပ်သွားတယ်ဆိုတော့ဒါနဲ့ပတ်သက်လို့လည်းဆရာတို့ exercise လေးတွေလေ့ကျင့်ပြီးသွားပြီဆိုတော့ကျွမ်းကျင်သွားပြီဟုတ်ပြီကဲဒါဆိုဒါလို့မျိုးကြီးဆရာတို့အခုဘာလုပ်မလဲဆိုတော့ဒါလို့မျိုးကိုသိထားမှာတခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ဆရာတို့1 2 10ရှိတာတော့ဟုတ်ပြီကဲ1အရှိမတခုရှိသေးတယ်ဆိုတော့အဲ့ဒါလေးကဘာလဲဆိုတော့0 ကျတော့မြန်မာလိုဆို3ညလို့เนาะ3လို့ခေါ်တာပေါ့ Okay ဆိုတော့ဒီ0ကပါလဲဆိုတော့0 is nothing เนาะဘာမှမရှိဘူးတန်ဖိုးမရှိဘူးဆိုတဲ့သဘောကျတော့ဒါတို့ပြီးတော့ပြောချင်တာဥမာပန်းလေးတပွင့်ရှိတယ်ဆိုရင်ဒါဒီပန်းတပွင့်1ဒါပေမဲ့ပန်းတပွင့်မှမရှိတော့ဘူးတပွင့်မှမရှိတော့ဘူးဆိုရင်ဒါဒီ0ပဲเนาะဆိုတော့ဒါတို့ပြီးတော့မှတ်ထားမှာဒီ0ကဘာတန်ဖိုးမှမရှိပါဘူး0 is nothing ကဲဒါဆိုရင်ဒါလေးကိုခေါင်းထဲမှာ မှတ်ထားလိုက်ပါဟုတ်ပြီဒါဆိုသားတို့ခင်ဗျားရေဇာတို့ဒီကကြတော့ဘာတွေလောက်ကြမလဲဆို exercise လေးလောက်ကြရင်မကောင်းလားဟုတ်ပြီကဲ exercise လေးကိုเนาะဒါတို့ခင်ဗျားတို့နဲ့ဇာတို့နဲ့တူတူလေ့ကျင့်မယ်ဟုတ်ပြီဆိုတော့ဒီက exercise ကဘယ်လိုလဲဆိုတော့ဆရာကနော်ဒါသရိတ်ဆန်လေးကြီးပေါ့နော်သရိတ်ဆန်လေးကြီးကိုဆရာပေးထားမယ်အဲ့ဒီသရိတ်ဆန်လေးကြီးကိုဒါတို့ခင်ဗျားတို့ကရေးတွက်ရမယ်ဟိုမှာခွေးလေးဘယ်နှကောင်နဲ့ကြောင်လေးဘယ်နှကောင်နဲ့စသည်အဖြစ်ဟုတ်လား ီးသွားရင်ဆရာအောက်မှာတခါရေနံပါတ်၄လုံးပေးထားမယ်ဆိုတော့ဒီဆရာကြိုက်တဲ့နံပါတ်ပေးထားမှာပေါ့နော်ဆိုတော့အဲ့၄လုံးတရားမှာတော့အခုနာသာသမီကရေတွက်လိုက်တယ်ဥမာခွေး၅កောင်ရှိရဲဆိုရင်လေသူ့မှန်တဲ့ကဏ္ဍ5ဆိုတာကိုရွေးပေးရမယ်နော်ဥမာခွေး3កောင်ရှိရဲဆိုလဲ3ကိုရွေးမယ်နော်စသည်အဖြစ်ပေါ့နော်ကဲဒါဆိုရင်သာသမီတို့ရေ exercise လေးတကယ်ကိုပြောဖို့ကောင်းပါတယ်ဆရာနဲ့တူတူလုပ်လိုက်ကြအောင် ကဲဒါဆိုမျိုးရေးဒါဆိုဆက်လိုက်ကြအောင်ဇာတို့အခုဟောခွေးလေးတွေပေးထားတယ်ပြီးသွားရင်အောက်မှာနံပါတ်ကလေးလေးလုံးပေးထားတယ်ကဲဒါဆိုရင်အရင်ဆုံးနံပါတ်ကလေးလေးလုံးကဘာနံပါတ်တွေလဲရွတ်ကြည့်ပါဦး4 3 2ဟုတ်ပြီကဲဒါဆိုရင်ဒါဆိုမျိုးအခုဇာတို့လောက်ရမှာခွေးလေးတွေကိုရေတွက်ရတော့မယ်ဒါဆိုဆရာနဲ့တူရေတွက်မယ် count လုပ်မယ် okay စပြီ1 2 3 4 5 ဟောခွေးလေးငါးကောင်ကဲဒါဆိုဒါတို့မိတို့အောက်မှာရှိတဲ့လေးလုံးတွေကဘယ်တစ်ခုကို circle လုပ်လိုက်မလဲ Yes correct 5ကို circle လုပ်လိုက်မယ်။အိုးတော်လိုက်တာ။ကဲဒါဆိုရင် circle လေးလုပ်လိုက်ပါဦး။ဟုတ်ပြီ။ကဲဒါဆိုဒါတို့မိတို့ရေးဆိုင်တော့နောက်တစ်ခုထပ်ကြည့်မယ်။ဟောဒီကကြလက်ပြာလေးလှက်လာလေးပေးထားတယ်เนาะပြီးတော့အောက်ကကဏန်းလေးလုံးပါပေးထားလဲဖတ်ကြည့်ပါဦး7 4 9 ထုကနန်လေးလုံးပေးတာလေကဲဒါဆိုသားတို့သမီးတို့ရေ butterfly လေးဘယ်နှကောင်ရှိလဲဆန်နဲ့တူတူရည်မယ်စပြီ1 2 3 4 5 6 7ဟော7 butterfly ကဲဒါဆိုရင်ဒီလေးလုံးတွေကဘယ်လုံးကို circle လုပ်မလဲ very good 7ကို circle လုပ်မယ်ကဲဒါဆို circle လုပ်လိုက်ပါ ဟုတ်ပြီနော်ဒါဆိုဆရာတို့နောက်တစ်ပုတ်ထပ်သွားမယ်ကဲဒါဆိုတာရုတ်ဗီဒီယိုရေဒီခါဆရာတို့နော်ငှက်ကလေးတွေပေးထားတယ်နော်ဆိုတော့အောက်မှာသူကနော်ကဏ္ဍလေးလေးလုံးပေးထားတယ်ဗာလေးလည်းဖတ်ကြည့်ပါဦး1 3 10ဟုတ်ပြီကဲဒါဆိုရင်ဆရာတို့ငှက်ကလေးတွေကိုရေတွက်ကြည့်ရအောင်1 2 3 3 birds ငှက်ကလေး3កောက်កែដល់ဆိုតារុទ្ធមីរយីអោមកရှိရဲ့កណ្ណលីលုံးនេះអាម៉ាណេតលုံးហូវ៉ៃလိုက်ပါ correct very good 3ကို1လိုက်ပါပြီဟုတ်ပြီကဲကဲဒါဆိုရင်ဆရာနောက်ထပ်တစ်ပုဒ်ထပ်ကြည့်မယ်နော်အော်ဒီကကြောက်ကြောင်လေးတွေပေးထားတယ်ကြောင်လေးတွေအများကြီးပဲဟုတ်ပြီနော်ကဲအော်ကဏ္ဍလေးလေးလုံးပေးထားပြန်ပြီဖတ်ကြည့်ပါအောင်2 10 7 8 very good ကဲဒါဆိုဇာတ်တို့တွင်ရင်ဆရာနဲ့တူတူကြောင်လေးတွေကိုရေးထွက်လိုက်ကြအောင်1 2 3 4 5 6 7 8 nine 10 10 cats ကဲဆရာတို့ကြောင်လေးဆယ်ကောင်ကဲဒါဆိုရင်ဒီလေးလုံးတွေကမန်နဲ့တလုံးဝိုင်းလိုက်ပါမန်နဲ့10ကိုဝိုင်းလိုက်ပြီဟိုးတော်လိုက်တာကဲဒါဆိုရင်ဆရာတို့နောက်ဆုံးတစ်ခုပဲကျန်တော့ရယ်နော်တာပြီးတော့ဟုတ်ပြီဒီကကြာတော့အိုးငါးလေးတွေပေးထားတယ်ကဲသူအောက်မှာပေးထားတယ်ကနန်းလေးတွေကိုဖတ်ကြည့်ပါအောင်4 8 2 5ဟုတ်ပြီဒါဆိုရင်ဆရာနဲ့တူငါးလေးတွေကိုရေးထွက်မယ် 1,2,3,4,5,6,7,8ဩငါးလေးချက်ကကဲဒါဆိုရင်8ဖြစ်တဲ့အတွက်လွယ်လွယ်လေးပါ8ကို1လိုက်မယ်ကဲဒါဆိုသားတို့ပြီးလို့ဤ0အခုလောက်သွားရဲ့ exercise ကပါခက်လေပါမှာဖြစ်ဘူးเนาะဆိုတော့သားတို့မျိုးဒီ exercise ဆိုလှုပ်လိုက်ချင်းအားဖြင့်အခုပါတတ်သွားပြီလေเนาะဒါဂင်ကနန်းလေးတွေကိုလည်းခေါင်းထဲမှာဆွဲသွားပြီပြီးသွားရင် count လောက်တာလေးတွေကိုလည်းတတ်သွားပြီကဲ့ ဒါဆိုဒါတို့မျိုးရေးဆရာเนาะပြောထားတဲ့အတိုင်းပဲ maths ကเนาะဒါဘာမှမဖြစ်ပါဘူးအဓိကဒါတို့မျိုးတို့ဒါလေ့ကျင့်ရမယ်ပြန်ပြီးတော့ရက်မလားပုံမှန်လေးလေ့ကျင့်မယ်ဆိုရင်ဘာမှမဖြစ်တော့ဘူးကဲဒါဆိုဒါတို့မျိုးရေးဆရာတို့အခုသင်ခန်းစာမှာဆရာတို့ကဒါ exercise တွေလုပ်သွားတယ်ဟုတ်တယ်မလား တော့ဒါတွေလောက်သွားတဲ့ထဲမှာဘာတွေတက်သွားပြီလဲ1 2 10တက်ကနေ30တိကဏ္ဍတွေကိုဆရာတို့အကုန်သိသွားပြီ exercise တွေလည်းလုပ်တတ်သွားပြီကဲဒါဆိုရင်ဒါတို့တို့အခုเนาะနာမည်လည်းခေါ်တတ်သွားပြီ count လည်းလုပ်တတ်သွားပြီဟုတ်တယ်เนาะဒါဆိုရင်ဒါတို့တို့ဒါပို့ပြီးတော့ join ကျင်သွားအောင်ဒါလေးတွေကိုအိမ်မှာတစ်ခေါက်ပြန်ပြီးတော့လေ့ကျင့်ကြပါကဲဒါဆိုရင်ဒါတို့တို့နဲ့ဆရာတို့နဲ့နောက်ထပ်လာမယ့်သင်ခန်းစာမှာထပ်ပြီးတော့ဆုံတွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ် Thank yeah. you.